ကွေလင်တပ်ခွေပြည်ဖြစ်တဲ့ဆရာဦးလောက်ဆော့ခေါ်ခပြဆရာမောက်ခိုင်အောင်90နှစ်ရဲ့အောင်မဖွေအခမ်းအနားကိုဒီလာစစ်တီးယန်းကြီးကမေးဆောက်မှပြုလုပ်ခဲ့ပြီးသူ့ကိုလေးစားကြည်ညိုတဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ဦးလောက်ဆော့ရဲ့နိုင်ငံရေးအခြေအနေကကျွန်တော်တို့လူငယ်တွေရဲ့ရင်သွင်းထဲမှာဘလောက်အတိုက်အတာကြီးရိုက်ခတ်နေတယ်လို့ဆိုတာကိုကြားတာဖြစ်တယ်။ကျွန်တော်တို့တော့သတိမမူတဲ့ဟာကိုဒီလူငယ်တွေသတိမမူပြီးတော့မှဒါမျိုးလုပ်ရမယ်ဒီလောက်လူတွေကိုစုအချိန်တိုအတွင်းမှာစုစည်းနိုင်တယ်ဆိုတာသူတို့ရဲ့ မိုတီဗေးရှင်းတွေကလာလဲဆိုတော့ဥလာဆိုတဲ့နိုင်ငံရဲ့ influence ကလာတယ်တို့ရေဘွားတက်တဲ့ချောင်းတိုက်ပြင်းတဲ့လူမျိုးတော့ပေးဆက်အနှင်းနာခံမှုတွေပေါ်မှာထရကုံပြုခဲ့ကြတာဖြစ်တယ်လို့ပြရပါတယ်ဒီအောက်မှုဖေးအခမ်းအနားကို ASYC အပါဝင်ရခိုင်နိုင်ငံရဲ့သမားတွေနဲ့စာပေသမားတွေကဥဆောက်ကျင်းပခဲ့ပြီးရခိုင်လူမျိုးတွေနဲ့မြန်မာနိုင်ငံနဲ့လူမျိုးရေးနေပြည်အသီးသီးကလူတွေတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားကိုတက်ရောက်လာတဲ့ရခိုင်ပြည်မြို့သားကောက်စီရခိုင်ပြည်တက်မတော် ANCA ကဘုံမှုချင်းမဲထန်းက ရခိုင်လူဖွေးစီတီကအူအူလာစောခေါင်းစဉ်နဲ့အမတ်တရားစကားပြောကြားတော့ခဲ့ပါတယ်။အူအူလာစောအောင်မွေဖွေးအခမ်းအနားမှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ARD ကအထွေထွေတွင်မှုဦးမျိုးကျော်ကလည်းအမတ်တရားစကားပြောကြားခဲ့ပါတယ်။အူအူလာစောကွေလန်ချင်းအောင်မွေဖွေးအခမ်းအနားကိုမေးဆောက်ကရခိုင်မျိုးသားတွေအပြင်အူအူလာစောရဲ့နိုင်ငံရေးမိတ်ဆွေတိုက်ဝိုက်တွေတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပြီးဆရာအူအူလာစောကိုဂုံပြုကြပြတယ်ရက်ဖက်ခဲ့ကြပါတယ်။